thank uh you -huh. မင်္ဂလာပါရှင်ခစ်တင် news channel ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြုံတုံးမြို့နယ်တွင်တိုက်ပွဲမှာအယောက်30ကျော်ထိသေဆုံးပြီးအထိနာခဲ့တဲ့စစ်တပ်စစ်ကြောင်းပြန်ထိုးလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကြုံတုံးကွန်ကရစ်လမ်းပိုင်းတိုက်ပွဲအတွက်အင်အားဖြည့်တင်ဖို့ကြုံတုံးမြို့ကနေထွက်လာတဲ့အကြမ်းဖက်ဆင်အုပ်စုနဲ့မွန်ကရင်တော်လိုင်းပူးပေါင်းတပ်တွေကဇွန်လ19ရက်နေ့မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဆင်အုပ်စုဘက်ကအယောက်30ကျော်သေဆုံးခဲ့တယ်လို့ KNN တပ်မဟာကျောင်းတပ်မဟာလုံခြုံရေးစစ်ကြောင်းနဲ့ Lion Battle Lion Commando စစ်ကြောင်းရုံးတပ်ဖွဲ့စီကသိရပါတယ်။ aí, okay. ကျုံတုံမျိုးအတွက်နွားချက်ကုံကျင်းရွာမှာဖြစ်ပွားခဲ့တဲ့အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ထံကလက်နက်ခဲယံတွေတင်ဆက်ရရှိခဲ့ပြီးအရှင်ဖန်းစီရရှိသူတွေမရှိခဲ့ပြီးမဲဗိုလ်မှူးနဲ့ဒုတိယဗိုလ်မှူးကြီးတယောက်ကတော့တန်ရာအပြင်းထန်ရရှိခဲ့တဲ့အတွက်စေကူတမှုခံယူနေရတယ်လို့ဆိုပါတယ်ကျွန်တော်တို့တွေနေမြေရှင်းလင်းမှုလုပ်ဖို့ပြန်တက်သွားတဲ့အချိန်မှာအရှင်ကတော့တယောက်မှမမိဘူးအကောင်လုံးကအတေကြီးပဲမတည်တဲ့ကောင်တွေကလည်းကိုရီစီမာရောက်တဲ့အခါကျတော့စေကူတမှုတော့မကူတာလိုက်ရဘူးသူဘာသာသူအောင်ဟင်းနဲ့သူဘာသာသူရတဲ့တန်ရာနဲ့ပဲအသက်ထွက်ကုန်တဲ့လက်နက်ခဲယံ န်က30လောက်ရလိုက်တဲ့လက်နက်ကြီးငယ်အားလုံးပေါ့အခုလောလောဆယ်ပုံမှုနဲ့ဒုတိယပုံမှုကြီးနှစ်ယောက်ကတော့ဇင်းရုံမှာကုသမှုခံယူနေရလို့ KNL တပ်မဟာချောင်းတပ်မဟာလုံခြုံရေးစစ်ကြောင်းနှင့်စစ်ကြောင်းမှုဘိုးစောအေစီဝါကသတင်းဌာနကိုပြောပါရယ်ထီထွေတိုက်ပွဲဖြစ်ပွားပြီးရနောက်စစ်ကောင်စီတပ်သားတွေကလမ်းမကြီးအတိုင်းပြန်လည်ဆုတ်ခွာသွားပြီးခမာရ946နဲ့ဂျုံတုံမျိုးဘက်ကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါရယ် စစ်ကောင်စီကတေဆုံးမှုများပြားခဲ့တဲ့အတွက်တမ55နဲ့တမ44ကစစ်ကောင်စီတပ်သားအင်အားတရာကျော်ထပ်မံစစ်ကြောင်းထိုးလာတာကြောင့်ဇွန်လ22ရက်မနက်9နာရီလောက်မှာ KNL ပူးပေါင်းတပ်တွေနဲ့3နာရီကြာပစ်ခတ်မှုအသေးစားဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိစီရင်ချင်းတီတင်းမာနေဆဲဖြစ်တယ်လို့ဆိုပါတယ်အခုလေရန်သူကထိုးစစ်ပြန်ဆင်လာတဲ့နွားချံကုန်းရွာအနောက်ဘက်ခြမ်းရဲ့အစွန်းမှာထပ်ရောက်နေပြီးရွာကိုဝင်လာတဲ့သူတို့လာပါစီသူတို့အမြဲတမ်းကြိုးစုထားပါတယ်သူတို့ကအခုလက်ရှိအချိန်ကတော့တမ3လေးမပေါင်းပါပဲ စစ်တောင်းတချောင်းမဲရတော့တဲ့အနေအထားမျိုးဖြစ်နေပြီးကိုသူတို့လည်းတက်ပြိုတက်ပြေဖယိုဖယဲပြီဖြစ်နေပြီဆိုတော့ညကလေးကိုထီထွေးမှုအစလေးတွေပေါ်နေပြီပေါ့လေအခုဒီနိုင်စကန့်ပိုင်းမှာတော့သူတို့ဘယ်အချိန်မှာထိုးစစ်ဆင်လာမလဲကြားထိုးလာမလဲတော့မသိဘူးစည်ရေးချင်းကြီးကတော့တင်းမာနေတဲ့အချိန်ကြီးပါလို့စစ်ကြောမှုဘိုးအဲစည်းဝါကပြောပါတယ်လက်ရှိမှာစစ်ကောင်စီတပ်သားတွေကတရင်နေနေမှာထိုင်ချတာမျိုးတွေမဟုတ်တော့သလိုတရင်တပ်ဖွဲ့ပြီးမြို့ပေါ်တက်ပြီးတိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်မြို့ထဲမှာခန်းစစ်တွေ ကင်းမုံတွေချထားတာမျိုးမဟုတ်တော့ဘဲမြို့ပြင်မြို့အစုံနေဘက်မှာအခိုင်အမာအထိုင်ချထားတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိ945 946ထဲမှာတော့လူရေကအလောက်ထိတိတ်မရှိတော့ဘူး။မြို့ရဲ့အပြင်ဘက်မှာအခုတောင်းလျှောက်နေရယူပြီးတော့ကင်းပုံးတွေခန်းစစ်တွေတော်လိုင်းသမားတွေထိုးစစ်ဆင်ပြီးမြို့ထဲဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်သူတို့ကစိုးရင်ပြီးတော့မြို့ရဲ့အကာလီပေါ့နော်။တောင်းလျှောက်ကိုသူတို့ကခန်းစစ်တွေပြီးတော့မိုင်းကွင်းတွေတပ်ကွင်းတွေပြင်ဆင်မှုတွေသူတို့ခိုင်ခိုင်မာမာတိစောက်ထားတယ်လို့ KNL တပ်မဟာကျောင်းတပ်မဟာလုံခြုံရေးစစ်ကြောင်းနဲ့စစ်ကြောင်းမှုဘိုးအေစီဝါကပြောကြားခဲ့ပါတယ်။ ိန်အကြမ်းဖက်စစ်တပ်အနေနဲ့တပ်ပြက်ပြီးအခြေအနေမကောင်းတော့တာကြောင့်တန်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေအမြင်မှန်ရပြီးတော်လိုင်းတပ်တွေစီလာရောက်ပူးပေါင်းကြဖို့အချိန်ရှိသေးကြောင်းလည်းသူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။တိုက်ပွဲတွင်ဆက်လက်ဖြစ်ပွားနေတဲ့အတွက်ကြုံတုံးမြို့ကတချို့ကဆက်လက်ရှောင်တိန်နေစဉ်ဖြစ်ပြီးနေအိမ်တွေမှာတန်ရှိနေတဲ့ပစ္စည်းတွေကိုတွားယူခြင်းပေမဲ့လမ်းတစ်လျှောက်မှာစစ်ကောင်စီတပ်တွေအထိုင်ချထားတာကြောင့်ပြန်လည်ဝင်ရောက်ဖို့မဖြစ်နိုင်သေးဘူးလို့သိရပါတယ်။ဘယ်တော့မှအိမ်ပြန်ရမလဲမသိဘူးတိုက်ပွဲကလည်းဖြစ်လိုက်နားလိုက်နေအိမ်မှာစီးတွေပြန်ယူနေတာတောင်ပြန်မြူရဲဘူးကိုပြန်ဝင်ကြိတ်တိုက်ပွဲဖြစ် ရင်သေးမှာအိမ်တွင်လည်းနေလို့တော့ရပါတော့မလားမသိဘူးတလားလောက်တော့ကြတလုံးကတော့ကြားလိုက်တယ်ကျမတို့အိမ်ကိုတခိုးတွေဝင်နေတယ်ပစ္စည်းတွေလည်းဖြွားသွားတယ်ဘယ်တော့မှပြန်ရမလဲမသိဘူးလို့စစ်ပီးတိန်းဆောင်နေတဲ့ကြုံတိုးမြို့ကန်တယောက်ကသတင်းဌာနကိုပြောပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်ဦးတွင်မှာဆင်ရရှိများကပြည်သူများထံကိုအစင်းစင်ရောင်းချထားတဲ့ MIC ဆိုင်ကန်54ကန်ကိုစစ်ကောင်စီကအတင်းအဓမ္မဖျက်သိမ်းခိုင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းပြည်ဦးလွင်မှာဆင်ရရှင်များကပြည်သူများထံကိုအစဉ်အဆက်ရောင်းချခဲ့တဲ့ဆိုင်ကန်း54ကန်းကိုစစ်ကောင်စီကဖျက်သိမ်းခိုင်းနေကြောင်းဆိုင်ကန်းအဖျက်ခံရမဲ့သူတွေနဲ့နှိစက်တဲ့သူတွေကပြောပါရယ်1995ခုနှစ်ဝင်းကျင်ချိန်ပြည်ဦးလွင်ရှိမြမမီရထားလမ်းပိုင်းမြေပေါ်မှာစစ်တပ်ကဆိုင်ကန်းများဆောက်လုပ်ခဲ့ပြီးဆင်ရရှင်များနဲ့အတိုင်းဝိုင်းတွေကိုခြားထားပေးခဲ့ကြောင်းအဲဒီနောက်အဆိုပါဆင်ရရှင်များနဲ့အတိုင်းဝိုင်းတွေကအစဉ်အဆက်ပြန်လည်ရောင်းချခဲ့ရမှာအခုနောက်ဆုံးမှာအများပြည်သူတွေရဲ့လက်ထဲကိုဆိုင်ကန်းများရောက်ရှိခဲ့ကြောင်းအခုကစစ်ကောင်စီလက်အောက်ကမြမမီရထားကအဆို ဝါ MIC ဆိုင်ကမ်းများကို အခုဇွန်လကုန်မှချက်ချင်းဖြတ်သိမ်းဖို့အမိန့်ပေးညွှန်ကြားလာကြောင်းသိရပါတယ်။ပြည်ဦးလင်မီရထားမြေမှာလွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်ခန့်ကမြေ9စနစ်နဲ့အစဉ်စဉ်ရောင်းချထားခဲ့တဲ့ မြေရထားမြေပေါ်မှာဆိုင်ကန်းတွေကိုအခုလကုံမှာအပြီးဖယ်ရှားပေးဖို့အတွက်စာကစာလက်ခံမြမမြေရထားအမှတ်၃တိုင်းမှာတာဝန်ရှိသူအာကာမင်းသူဦးဆောင်တဲ့ဖွဲ့ကဖြတ်သိမ်းခိုင်းနေပါတယ်။ရော်ကြီးလည်းမရသလိုဘာမှပြတ်မပြေးပဲဖြတ်ခိုင်းနေတာပါ။စုစုပေါင်းဆိုင်ကန်း၅၄ခန်းကိုဖြတ်ခိုင်းနေတာလို့ဖြတ်သိမ်းခံရမယ့်ဆိုင်ကန်းပန်ရှင်တို့နဲ့နှိဆက်သူအရှင်းပြပါရစေ။ စစ်ကောင်စီကပြည်ဦးလင်မှာကျူးကျော်လို့ဆိုကပြည်သူများနေအများကိုအတင်းအကျပ်ဖျက်ခိုင်းခြင်းဝန်ကြီးဌာနပိုင်မြေလို့ဆိုပြီးဆိုင်ကမ်းများနဲ့လူနေအိမ်တွေကိုဖယ်ရှားခြင်းများစတိုင်လှုပ်ဆောင်လာနေကြောင်းအထူးသဖြင့်မင်းရောင်လိုင်းကမကြာခဏပြည်ဦးလင်လာလိရှိတဲ့အတွက်လုံခြုံရေးအကြောင်းပြကပြည်သူတွေရဲ့နေအိမ်တွေနဲ့ဆိုင်ကမ်းတွေကိုစတိုင်ဖယ်ရှားရှင်းလင်းမှုတွေလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းဒေသခံပြည်သူတွေကဆိုရဲလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင် ပြိုင်းစစ်ကွေရွာစစ်ကောင်စီတပ်စခန်းကိုအေအေတက်ခိုက်တိမ်ပိုင်မှုစစ်တပ်ဗမာ90တပ်မင်းသေးဆုံးပြီးအများအပြားအရှင်ဖန်စီရရှိရဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အမှတ်30နေရှဲတရင်ကကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ကေကျေရွာရှိစစ်ကောင်စီတပ်စခန်းကိုအရခတ်တော်ရင်ကတိုက်ခိုက်ရာစစ်ကောင်စီတပ်သား90ဦးထပ်မင်းသေးဆုံးသွားပြီးအများအပြားကိုအရှင်ဖန်စီရရှိရဲ့လို့အေအေတည်ရင်မြစ်တွေကပြောဆိုပါတယ်အင်အားတရာရှိတဲ့ပြိုင်းစစ်ကေကျေရွာရှိစစ်ကောင်စီစခန်းကိုအရခတ်တော်ရင်ကအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးစစ်ကောင်စီရဲ့အမှတ်30နှစ်ရဲတပ်ရင်းကိုလည်းအင်းကဝင်းရံပိတ်ဆို့နေစဉ်တိုက်ခိုက်နေကြောင်းအခုရက်ပိုင်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား90ဦးထပ်မင်းကိုရှင်းလင်းနိုင်ခဲ့ပြီးအများအပြားအရှင်ဖမ်းဆီးရရှိကြောင်းသိရပါတယ်။ကြောက်ဖြူမျိုးနယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကူပေးပို့နိုင်ခြင်းမရှိသေးပေါ်အရခတ်တတော်အင်းကအဖက်ဖက်မှဝင်းရံပိတ်ဆို့ဖျက်တောက်ထားကြောင်းအေအေရဲ့ကြောက်ဖြူမျိုးတင်တိုက်ပွဲမှာစစ်ကောင်စီရဲ့နှမ်းဖဲတောင်တပ်စခန်းမင်းတပ်တောင်တပ်စခန်းနဲ့လက်ခမော်တပ်စခန်းတို့ကိုတိုက်ပိုင်ထားပြီးလက်ရှိမှာအမှတ်30နှစ်ရက်တရင်ကိုဥ ဦးတည်တိုက်ခိုက်နေကြောင်းသိရပါဗျ။ ကြောက်ပြတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လီ၃ခုစလုံးနဲ့ခုခံတိုက်ခိုက်နေပြီးမဲ့အာရကတက်တော်အေးစင်ကြီးအသားစင်းရရှိနေကြောင်းရခိုင်ပြည်စင်ကြီးတုံးသက်သူတွေကပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဘာကန့်တိုက်ပွဲနှစ်ရက်အတွင်းတည်ဆောင်းတဲ့စစ်ကောင်စီတပ်စီဦးစီးမှုအပါအဝင်အလောင်း30ကျော်ကိုဘာကန့်တက်မှမှာတကြိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဘာကန့်မြို့မှာမော်စီစာကျေးရွာဘုရားကုန်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားနေကြောင်းသိရပါတယ်။မော်စီစာဘုရားကုန်းမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့ဇွန်လ16ရက်နေ့နဲ့19ရက် လိုမှာကချင်လူလိုက်တမတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်မှတမ33စေဦးစီမှုဒုတိယရန်ပုံမှုဖြိုသက်စွာအပါဝင်30ကျော်တည်ဆုံးခဲ့ကြောင်းသိရပါတယ်။စစ်ရေးအရှိန်ကပုံမြင့်လာတဲ့စေဦးစီမှုတည်တယ်လို့သတင်းတွေထွက်လာပြီးကလေးကမော်စီစာနဲ့ကရင်မော်ဘက်ကိုအင်အားဖြည့်စစ်ကြောင်းထိုးတာတွေလှုပ်လာတဲ့စစ်တပ်ဘက်ကတည်ဆုံးသူများတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ပုံမှုဖြိုသက်စွာရဲ့ရှုံလောက်ကိုမော်ဝမ်း ကျင်းရွာအနီးမှာမြုံနံတကြိုခဲ့ကြပြီးပြန်လည်တင်ယူသွားတဲ့စစ်ကောင်စီအလောင်း30ကျော်ကိုဖားကန်တမကုံမှာတကြိုခဲ့ကြောင်းသိရပါဗျ။စေဦးစီးမှုတည်ဆောင်းခဲ့ပြီးတဲ့နောက်တိုက်ပွဲမှာပုံမပြင်းထန်လာပြီးဇွန်လ18ရက်နေ့မှာမော်စီစာနဲ့ဂရီမော်ချာမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ဒါအပြင်မော်ဝမ်းကြီးမော်ဝမ်းလေးအနီးမှာလည်းဇွန်လ19ရက်နေ့မှာမနက်9:00နာရီကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကအဲ့ဒီနေ့ညနေပိုင်းမှာမော်ဝမ်းလေးဘက်ကိုလေကြောင်းမှစတင်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံမှသိရပါဗျ။ဖားကန်တမ ကုံမှာဇွန်လ16ရက်နေ့19ရက်နေ့ရက်အတွင်းအလောင်း30တလောင်းတကြိုခဲ့တယ်လို့ကချင်စီရင်တင်အရင်မြစ်တွေစီကတီးရပါတယ်။ပြီးခဲ့တဲ့ဇွန်လတရက်ကစပြီးမော်စီစာဘုရားကုံမှာတဆွဲနေတဲ့စစ်ကောင်စီတပ်ကမော်ရီကိုလက်လယ်ပြီးဆိုင်ရန်တရားတွေကိုမိရှုဖြက်စီးမှုတွေပြုလုပ်လျက်ရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။